ဖျားเจ้าနဲ့ကမထင်မှန်ထားတဲ့ဂိုးကွယ်ပစ္စည်းများတစ်ချိန်လုံးကဥရောပတစ်ခွမှာရှိတဲ့ဖျားเจ้าအများပြားကယေရှုရဲ့နှမှုတော်ကိုလှီးထားတဲ့အရေးပြားကိုအမွေအနှစ်ဖြင့်ထိမ့်သိမ်းထားတယ်လို့ကြေညာခဲ့ကြပါတယ်အဲ့ဒီထဲမှာနာမည်အကြီးဆုံးကတော့အီလီကဖျားเจ้าလေးတစ်ခုပါပဲဒါပေမဲ့1983ခုနှစ်လောက်ရောက်တော့အဲ့ဒီတင်းကအစနာပြောက်သွားခဲ့ရတာပါဒီအချိန်မှာတရားရောက်ကအမွေအနှစ်ကိုယူပြီးဖွက်ထားတယ်လို့ယူဆခဲ့ကြပါတယ်နောက်ထပ်ကက်သလစ်ဖျားเจ้าတစ်ခုမှာဆိုရင်စိန့်ကလေးယားရဲ့သဘင်နဲ့လက်သေးတွေကိုမှန်ပုံးနေတဲ့ထည့်ပြီးပြသထားခဲ့တာပါ အဲ့ဒီအမွေအနှစ်ရဲ့တက်တန်းကနှစ်ပေါင်း800လောက်ရှိနေခဲ့ရလဲဖြစ်ပါရင်အဲ့ဒီအမွေအနှစ်တွေကိုအနည်းကကြည့်ရှုနိုင်တာပါနာပိုလီကဖျားချောင်းတစ်ခုမှဆိုရင်လေတူတော်စင်တပားရဲ့သွေးတွေကိုပလင်းနဲ့ထည့်ပြီးထိမ့်သိမ်းထားပါရင်ဒါတွေကကက်သလစ်တူတော်စင်တွေရဲ့အမွေအနှစ်တွေကိုထူးဆန်းတဲ့အနည်းနဲ့ထိမ့်သိမ်းနိုင်ခဲ့တယ်ဆိုတဲ့သက်တည်ပါပဲဗုဒ္ဓဘာသာမှာဓာတ်တော်အမွေတော်တွေကိုထိမ့်သိမ်းပူဇော်သလိုမျိုးပဲဖြစ်ပါရင်ယေရှုခရစ်တော်ရဲ့နှစ်ဖူးကအရေးပြားဆိုရင်တဒါစင်လောက်ရှိတယ်လို့ဆိုခဲ့ကြတာပါနောက်ပိုင်းအဲ့ဒီအမွေအနှစ်ကဖျားချောင်းနေစီကိုဖျန့်ကျက်ပြီးရောက်သွားခဲ့ပုံရပါတယ် ဲဒီမှာလူသိအများဆုံးကတော့ရောမမျိုးပြင်ဘက်ကခိုကတ်သားမျိုးလေးရဲ့ဖျားကြောင်ပါပဲသူဇလန်ရတော့16ရာစုအတွင်းဖြစ်ခဲ့တဲ့ပပယလာစူဆောင်းခိုးယူမှုကြီးကနေအစနာပျောက်သွားတယ်လို့သိရပါတယ်ခမန်းချက်တွေကတော့ဖုံးတော်ကြီးတစ်ပါးကဒီနဖူးတော်ကိုဖွဲ့ထားခဲ့တယ်လို့ဆိုတာပါပဲဒီလိုဘာလို့ဖြစ်ရလဲဆိုရင်အငင်းပွားမှုတွေရှိလာခဲ့လို့ဖြစ်ပါတယ်အရင်ကတော့ဇန်နဝါရီ10ရက်နေ့ရောက်တိုင်းမြင့်မြတ်တဲ့နဖူးအေးပြားတော်ကိုထုတ်ယူပြီးလမ်းမတွေပေါ်မှာလှည့်လည်အဖို့ဆောခံကြတာပါ ယုံကြည်သက်ဝင်သူတွေကတော့ဒီအေးပြားတော်ကထူးခြားတဲ့စွမ်းအားရှိတယ်လို့ယူဆကြပါတယ်။ဒါပေမဲ့တစ်ဖက်မှာလည်းဖျက်တောက်ထားခံရတဲ့အေးပြားအပိုင်းအစကိုဘာလို့ကိုးကွယ်ရမှလဲဆိုပြီးဝေဖန်တဲ့သူတွေရှိလာခဲ့တာပါ။ဒီကိစ္စကဗာတီကန်ကိုလည်းခေါင်းချောက်စေခဲ့ပါတယ်။နောက်ပြီးအဖွဲ့အစည်းအတွင်းမှာဒီကိစ္စကြောင့်ဝိဝါဒကွဲတာတွေလည်းဖြစ်လာခဲ့တာပါ။အဲဒါကြောင့်ဗာတီကန်ကဒီအစင်လာကိုရန်ဆိုင်ခဲ့ပြီးအဲ့ဒီအကြောင်းအငင်းအခုံလုံးကြတဲ့သူတွေကိုပါဘာသာရေးအဖွဲ့အစည်းကနှင်ထုတ်မယ်လို့စီကံတင်ကြပ်ခဲ့တာပါ။ဒီလိုနဲ့1983ခုနှစ်လောက်မှာယေရှုခရစ်တော်ရဲ့နှစ်ဖူးတော်ကိစ္စကအစနာပြောက်သွားပါတယ်။ ဒီအချိန်မှာယုံကြည်သူတွေကနဖူးတော်ကိုဖူးခွင်းရဖို့တောင်းဆိုပါတယ်ဖုန်းတော်ကြီးတွေကတော့အခိုးခံခဲ့ရတဲ့ဆိုပြီးတုံ့ပြန်ခဲ့ကြတာပါဖုန်းတော်ကြီးတွေကပဲဖွဲထားရလားတရားကပဲတကယ်ခိုးသွားရလားဆိုတဲ့ကိစ္စကလည်းအခုချိန်အထိမဖြေရှင်းနိုင်သေးတဲ့ဘေးနေတစ်ခုလိုကြံ့ရင်နေကြရပါတယ် ACC မြို့သူစိန်ကလေးက Saint Francis ရဲ့အစောဆုံးတာဝကတွေကတယောက်ဖြစ်ခဲ့တာပါ။နောက်ပိုင်းမှာပူဝါကလေးအားတနည်းအားဖြင့်တနားဆရာကလေးအားလို့လူသိများခဲ့ပါတယ်။ ။ဘာဖြစ်လို့လဲဆိုရင်သူကဆင်းရဲနှံပါမှုနဲ့ဘဝယုံကြည်မှုအပေါ်တစ္ဆာရှိကြောင်းပြသတဲ့အနေနဲ့စမင်းတွေကိုဖျက်ပြခဲ့လို့ပါပဲ။ထောင်ထဲဟာ63ခုနေမှာတော့စိတ်ကလေးအတောက်ကွဲလွန်ခဲ့ပါတယ်။ဒီအချိန်မှာနောက်လိုက်တွေကစမင်းဝေးရုံအပိုင်းစားတွေနဲ့လက်သေးတွေကိုအမွေအနှစ်ဖြင့်ဆွံ့ယူခဲ့ကြတာပါ။ဒီအမွေအနှစ်တွေကိုတော့အီလီကစိတ်ကလေးအဖျားเจ้าပါပဲခန်းခန်းနာနာသိမ်းဆည်းထားခဲ့ပါတယ်။ပြီးတော့အများသူကကြည့်လို့ရအောင်လဲစီစဉ်ထားခဲ့တာပါ။ယုံကြည်သူတွေအတွက်ဒီအမွေအနှစ်တွေကမြင့်မြတ်တဲ့အရာတွေဖြစ်ပေမဲ့တာမန်ဝင်လေးလာကြတဲ့သူတွေအတွက်ကတော့ကြည့်ရတာတမျိုးဖြစ်စေပါတယ်။ ။ကျောသူတွေကအတွေးထဲမှာခန်းထားတဲ့ဘုရားကျောင်းထဲမှာကွဲလွန်ခဲ့သူတယောက်ရဲ့ခန္ဓာကိုယ်အစိပ်ပိုင်းနေရှိနေတယ်ဆိုတဲ့စိတ်ကမတက်မတာဖြစ်စေတာပါ။အိန္ဒိယကနာပိုလီဘုရားကျောင်းဆိုရင်လည်းနှစ်ဆင်လာရောက်လေပတ်ကြသူတွေဘုရားဖူးသူတွေနဲ့စီကားနေရပါ။နောက်ပြီးအညိုရောက်အနှစ်တွေထဲထားတဲ့ဖန်ပလင်းကြီးကိုလည်းဝိုင်းအောင်ကြည့်နေကြပါရင်။ဘာလဲဆိုတော့ဒီပလင်းထဲမှာစိတ်ဂျန်နီရိုဒက်ရဲ့အသွေးကိုထည့်ထားတယ်လို့ယုံကြည်နေကြလို့ပါပဲ။သူက300စုနှစ်ကနမည်ကြီးခဲ့တဲ့သူတော်စင်တစ်ပါးဖြစ်ပါတယ်။အဲဒီတုန်းကဆိုရင်ရောမအင်ပါယာကခရစ်ယာန်ဘာသာဝင်တွေကိုပြင်းထန်နှိပ်စက်နေခဲ့တဲ့အချိန်လေးဖြစ်ပါတယ်။ ဒီတတော်စင်ကြီးကဒီဖိနှိပ်မှုတွေကိုတွန်းလှန်ရင်အာဆာနေတပားဖြစ်လာခဲ့တာပါနောက်ဆုံးတတော်စင်ကြီးကွယ်လွန်ချိန်မှာတော့သွေးတွေကိုအမွေအနှစ်ထိမ့်သိမ်းခဲ့ရဆိုတဲ့ဇာလန်းလေးရှိခဲ့တာပါတကယ်တော့သွေးရဲ့ဂုံတက်တွေကကြာကြာထားရင်ခြောက်သွားတတ်ပါတယ်ဒါပေမဲ့ဒီပလင်းတွေကသွေးတွေကတော့အေးဖြစ်လိုက်ခြောက်သွားလိုက်ဖြစ်နေခဲ့တာပါဒီလိုထူးဆန်းတဲ့ဖြစ်စဉ်မှာတိုက်ဆိုင်မှုတွေလည်းရှိလာခဲ့ပါတယ်အဲ့ဒါကတော့သွေးတွေခြောက်သွားတဲ့နှစ်ဆိုရင်နာပိုလီမြို့ကသွားဘေးအန္တရာယ်နဲ့ကြုံတွေ့ခဲ့ရပြီးအေးပြန်ဖြစ်တဲ့နှစ်တွေမှာဆိုရင်အဆအဆရရ OK ဆိုပြနေတာပါပဲ ဘုရားကျောင်းတာဝန်ရှိသူတွေကတော့ဒီကိစ္စပေါ်မှာဘာမှအချက်မှမပေးခဲ့ပါဘူး။ပညာရှင်တို့ကတော့ဒီပလင်းတွေကအရေးတွေကိုစစ်ဆေးကြည့်ဖို့စူးစမ်းခဲ့မှုပါတယ်။ဒါပေမဲ့ဘုရားကျောင်းတာဝန်ရှိသူတွေကခွင့်ပြုခဲ့တာကြောင့်ဘာမှဆက်မဖြစ်ခဲ့ပါဘူး။ Saint Catherine of Siena ကျတော့ဘာသာရေးကမ်းရှိုင်းတဲ့သူတော်စင်တစ်ပါးဖြစ်တယ်လို့နိုင်ငံရေးအကြံပေးတူလည်းဖြစ်ခဲ့တာပါ။နောက်ပြီးသူက14ရာစုရဲ့အောက်စာအရှိဆုံးဘာသာရေးကောင်းဆောင်တူထဲမှာပါပါတယ်။1980ခုနှစ်မှာတော့သူတော်စင်ကြီးကွယ်လွန်ခဲ့တာပါ။ဒီအချိန်မှာတာဝန်ရှိသူတွေကရောမမြို့မှာပဲ မြုပ်နှံခဲ့ပါတယ်။ဒါကိုစာရီးမြေဖြစ်တဲ့စင်အနာကယုံကြည်သူတွေကမကျေနပ်ကြပါဘူး။ဒါကြောင့်လူတို့ချို့ကသူတို့စင်ကြီးရဲ့ခေါင်းကိုဖျက်ပြီးခိုးထုတ်ခဲ့ကြတာပါ။ဒါပေမဲ့သူတို့အဖွဲ့ကရောမမျိုးစောက်ခင်းမှာပဲအစစ်ဆေးခံခဲ့ရပါတယ်။ဒီအချိန်မှာယုံကြည်သူတာဝကတွေကသူတို့စင်ကိုတိုက်တယ်ပြီးဆူတောင်းခဲ့ကြတာပါ။ အဆောက်တွေကအိတ်ကိုဖွင့်ကြည့်တဲ့ကနှင်းစီပွင့်ချက်တွေပဲတွေ့ခဲ့ရလို့သူတို့ကိုသွားခွင့်ပေးခဲ့ပါတယ်။တာဝကရင်ကိုယ်တိုင်ကဒီဖြစ်အကြောင်းအံ့ဩသွားခဲ့ကြတာပါ။စင်နာမျိုးကိုပြောင်းတဲ့အခါကျမှသူတော်စင်ရဲ့ဥကောင်းကိုပြန်တွေ့လာရတယ်လို့လည်းဆိုထားကြပါတယ်။လက်ရှိမှာလည်းဒီဥကောင်းတော်ကစန္ဒာမော်နီကာဖျားချောင်းမှာထိန်းသိမ်းထားခဲ့တာပါ။နှစ်ကာလတွေကြာမြင့်လာတာဖြစ်လို့ဥကောင်းကအကောင်းတိုင်းမရှိတော့ပေမဲ့အရန်ကြီးပြစည်းသွားတာမျိုးလည်းမရှိပါဘူး။ပြောရရင်၆တွေပြီးမမ်မီရုပ်လိုဖြစ်သွားခဲ့တာပါ။ဒါပေမဲ့ဒီဖြစ်စဉ်ကတော့တကယ်ကိုထူးဆန်းနေဆိုတာကိုအားလုံးကလက်ခံထားကြပါတယ်။ ရောမမျိုးကစန်တာဆာဘီနာဖျားကျောင်းမှာတော့မဲနဲ့နေတဲ့ကြောင်တုံးတုံးကိုတေချာထိမ့်သိမ်းထားခဲ့တာပါဒဏ္ဍာရီတမိုင်းကျောင်းရဆိုရင်ဒီကြောင်တုံးဟာစိန့်ဒိုမနစ်ဆူတောင်းနေတော့စေတန်ကပြစ်ပေါက်ခဲ့တဲ့ကြောင်တုံးလို့သိရပါတယ်အဲ့ဒီအချိန်တုန်းကစိန့်ဒိုမနစ်ရဲ့ဟောပြောမှုတွေကြောင့်လူအများကယုံကြည်သူတွေဖြစ်လာခဲ့ကြပါတယ်ဒါကိုစေတန်ကဒေါ်လာထက်ပြီးကြောင်တုံးကြီးနဲ့အားကုန်ပြစ်ပေါက်ခဲ့ပါတယ်ဒါပေမဲ့စိန့်ဒိုမနစ်ရဲ့တကောတော်ကြောင့်ကြောင်တုံးကမြေကြီးပေါ်ကိုပဲပြုတ်ကျခဲ့ရတာပါ ဖျားเจ้าနဲ့ထိန်းသိမ်းထားတဲ့ကျောင်းလုံးတွေကိုကြည့်လိုက်ရင်လည်းလက်သေးရာတွေတွေ့ရသလိုမီးလောင်တဲ့အရာတွေကိုလည်းတွေ့ရတာဖြစ်ပါတယ်။တကယ်ပဲစေတန်ရဲ့လက်သေးရာတွေလားဒါမှမဟုတ်သွားတရားရဲ့တိုက်စားမှုတွေကြောင့်ဖြစ်လာတာလားဆိုတာကတော့မသိရပါဘူး။ဒါပေမဲ့ယုံကြည်သူတွေအတွက်ကတော့ဒီဇလန်းကအမှန်အကန်ဖြစ်ပြီးဒီကြောင်တော့ကလည်းစေတန်ရဲ့လက်နဲ့ဆိုတာသိကြနေခဲ့ပါတယ်။ဗာတီကန်ရဲ့စိန့်ပီတာဘုရားရှိခိုးကျောင်းရဲ့ပူဇော်ပလင် အောက်တတဲမှာတော့ကြောက်သားထွင်းဂူသိန်းကြီးလေးတစ်ခုရှိနေခဲ့တာပါ။အဲဒီထဲမှာနှစ်ပေါင်းထောင်ချီပြီးရှိနေပြီဖြစ်တဲ့အရိုးတွေကိုလည်းတွေ့ရပါတယ်။ ။ဘာသာရေးကောင်းဆောင်တွေကတော့ဒီအယိုးတွေကစိတ်ပီတာရဲ့အယိုးတော်တွေဖြစ်တယ်လို့ထုတ်ပြန်ကြေညာထားခဲ့တာပါ။အယိုးတော်တွေရဲ့တတန်းနဲ့ဖြစ်တည်မှုကိုစစ်ဆေးကြည့်ရတယ်ဖြစ်နိုင်ခြေပုံများတဲ့အထောက်အထားတွေကိုတွေးခဲ့ရပါတယ်။အစကတော့ဒီသင်္ချန်ရှိနေတာကိုသိအောင်မသိခဲ့ပါဘူး။ထောင်ကလင်းစင်ပြင်းနေနောက်ပိုင်းမှာပွင့်ဟမ်းမင်းကြီးပါရက်စနစ်တွေကဒူးဖော်မှုတွေဥဆောင်လုပ်ကိုင်ရင်တွေးခဲ့တာပါ။အစပိုင်းမှာဒီတွေးရှိမှုကိုမကြေညာဘဲလှုပ်ဝဲထားခဲ့ပါတယ်။ဘာလို့လဲဆိုတော့စိတ်ပီတာရဲ့အယိုးတော်ဟုတ်မဟုတ်သိကြအောင်စစ်ဆေးနေရလို့ပါပဲ။1960လောက်ကြာမှာဒီအယိုးတော်တွေကစိမ့်ပီတာရဲ့အယိုးဖြစ်တယ်ဆိုတာကိုအတည်ပြုနိုင်ခဲ့ပါတယ်။ အဓိကထောက်ထားကတော့အယူဟာအသက်60ကျော်အမျိုးသားတယောက်ဖြစ်ခဲ့ကြောင်းဖော်ပြခဲ့တယ်လို့အနည်းတစ်ဝိုက်မှာလဲပီတာဒီမာ ရှိတယ်လို့ရေးထားတဲ့စာတွေကိုတွေ့ခဲ့လို့ပါပဲ2013ကြားမှာပိုယဟန်မင်းကြီးဖရန်စစ်ကဒီကိစ္စကိုလူသိရှင်ကြားထုတ်ပြန်ခဲ့ပါတယ်1952ခုနှစ်လောက်မှာစိန့်ဖရန်စစ်ဇေဗီယာကတရုတ်နိုင်ငံကနေအာရှတိုက်ကိုသွားဖို့စီစဉ်ရင်း ကျုံးလေးတချို့မှာတောင်းတင်သွားခဲ့ပါတယ်ဒီလိုနဲ့ခီးဆက်ထွက်နိုင်ဖို့နာခေါ်မဲ့လေကိုစောင့်နေရင်ကွဲလွန်သွားခဲ့ပါတယ်ဒီချိန်မှာတခြားသူတွေကသူ့ကိုအဆင်ပြေလိုပဲမြေမြုပ်ခဲကြရတာပါပြောရရင်အမြုပ်ခံရတဲ့နေရာကပုံတွင်းဆူဆူလာပါတယ်အသေးပေကတော့ရုပ်အလောင်းနေမမြန်ပြန်စီးနိုင်တဲ့အခြေအနေမျိုးပါပဲလာနေငယ်လောက်အကြာမှာနောက်လိုက်တွေကဒီအလောင်းကိုပြန်သေးဖို့စူးစမ်းခဲ့ကြပါတယ်ဒါပေမဲ့သူတို့ရဲ့စိတ်ထဲမှာတော့အများကြီးတော့မမြန်လင့်ထားကြပါဘူး တကယ်ပြန်ဖော်တဲ့အခါမှာတော့ရုံအလောင်းကမနေ့တနေ့ကမှကွယ်လွန်ထားသလိုဖြစ်နေခဲ့တာပါဒီအချိန်မှာနောက်လိုက်တွေကဒီရုံအလောင်းကိုအိန္ဒိယနိုင်ငံဂိုအာမြို့ကိုတင်ပြီးမှန်ကောင်းတလားနဲ့ထိန်းသိမ်းထားခဲ့ကြတာလက်ရှိအချိန်ထိပါပဲအဲ့ဒီနောက်ပိုင်းအစိပ်ပိုင်းတချို့ပြန်စည်းလာလို့ဖယ်ထုတ်ခဲ့ရတာရှိသလိုတခြားပေးခဲ့ရတာလည်းရှိခဲ့ပါတယ်ဥပမာအားဖြင့်ပြန်စည်းလာတဲ့နှကောင်းကိုဖယ်ထုတ်ခဲ့ရသလိုလမောင်းတစ်ဖက်ကိုလည်းရောမဖျားအကြောင်းကိုပေးခဲ့ရတာမျိုးပါပဲ နောက်ပြီး10နှစ်တစ်ချိန်လောက်ရုပ်အလောင်းကိုထုတ်ပြီးလှည့်လည်အပူဇော်ခန္ဓာတွေရှိခဲ့ပေမဲ့နောက်ပိုင်းမှာတော့ဒီကိစ္စကိုရပ်ဆိုင်းခဲ့တာပါဒါပေမဲ့ဂိုဟာမြို့ကဘုရားကျောင်းမှာတော့ဖုံးမြောက်ခြင်းသူတွေအတွက်ပြသပေးထားခဲ့ပါတယ်အခုပြောပြမယ့်အကြောင်းအရာကရုံနှန်းပုံမြင်လိုလိုဖြစ်နေပေမဲ့အမှန်တကယ်ရှိနေပါတယ်ဘယ်လင်ဟန်ဘုရားကျောင်းကမေရော်မာရီကကလေးဘွားကယေရှုကိုနှုတ်တိုက်ခဲ့တယ်လို့ယုံကြည်ကြတဲ့နေရာတစ်ခုရှိနေခဲ့ပါတယ်ဒီချိန်မှာမေရော်ရဲ့နှုတ်ရည်ကအောက်ကိုဖိတ်ဆင်ကျသွားပြီးကျောင်းတုံးတစ်ခုလုံးဖြူပွေးဆွတ်သွားတယ်ဆိုတဲ့ဇာတ်လမ်းလည်းရှိခဲ့ပါတယ် ဒီဇလန်နဲ့အတူထူးဆန်းတဲ့အစင်လာတစ်ခုလည်းပေါ်ထွက်လာခဲ့ရတာပါအဲ့ဒါကတော့ကြောက်တုံးကအမုတ်ကိုမြင့်မြတ်တဲ့နှုတ်ရည်လိုယုံကြည်ပြီးဖျော်တောက်ကြတဲ့ကိစ္စပါပဲဖျားเจ้าကလည်းကြောက်ဖြူမုတ်တွေကိုဖျားဘူးတွေကိုဝေမျှပေးတာကအစင်လာတစ်ခုလိုဖြစ်လာခဲ့တာပါလက်ရှိမှာလည်းဒီအစင်လာကဆက်ရှိနေပါသေးတယ်အားလုံးရဲ့ယုံကြည်ချက်ကတော့ဒီအမုတ်တွေထဲမှာမြင့်မြတ်တဲ့တက်တွေပါဝင်ပြီး66ပါးယောဂါကိုပျောက်ကင်းစေတယ်ဆိုတာပါပဲရှေ့ပိုင်းမှာပြောခဲ့တဲ့ Saint Francis Xavier ရဲ့လမောင်းတစ်ဖက်ကိုအိန္ဒိယနိုင်ငံကိုအာမျိုးကနေယောမကိုပို့ခဲ့ရပါတယ် ။ဗာလဲဆိုတော့ဒီလက်မောင်းကလူပေါင်းတသိန်းကျော်ကိုနှစ်ချင်းမင်္ဂလာပေးခဲ့တဲ့လက်မောင်းဆိုပြီးယောမကတောင်းဆိုခဲ့လို့ပါပဲ။လက်ရှိမှာလည်းဒီလက်မောင်းကယောမမှာရှိတဲ့ဂျက်စုဖျားเจ้าမှာထိန်းသိမ်းထားပါတယ်။လက်ရဲ့ပုံစံကမေတ္တာပို့နေတယ်လို့ထုဖြစ်နေတာကလည်းထူးဆန်းတယ်လို့ဆိုရမှာပါ။2018ခုနှစ်တုန်းကဒီလက်မောင်းကိုကနေဒါတဝမ်းလှည့်လည်ပြသခဲ့ပါတယ်။အဲဒီအချိန်မှာလက်မောင်းကိုဖူးမြော်ခွင့်ရဖို့စူးစီးလာတဲ့လူတွေကြောင့်လူပင်လေကြီးဖြစ်သွားခဲ့ရတာပါ။ စိတ်ဒင်ဖနာဆိုတဲ့နာမည်ကတော့သူတော်စင်နေကြားထဲမှာလို့သိနေလာပါတယ်ဒါပေမဲ့သူခြံထားခဲ့တယ်ဆိုတဲ့အမွေအနှစ်ကတော့ပိုပြီးထူးဆန်းနေတာပါဒီအမွေအနှစ်ကိုတော့နယူးယောက်မြို့နယ်ကဖျားချောင်းတစ်ခုမှာထိမ့်သိမ်းပြသထားပါတယ်စကုတ်ရာစုလောက်မှာချမ်းသာတဲ့အီတလီအမျိုးသမီးတယောက်ကစိတ်ဒင်ဖနာရဲ့အယူတော်ဆိုပြီးဖျားချောင်းကိုလှူခဲ့တာကနေဒီဇလန်းကဖြစ်လာခဲ့တာပါအဲ့ဒီချိန်တုန်းကစိတ်ဒင်ဖနာကိုရောမအာနာဘိုင်တွေကဖိနှိပ်ခဲ့လို့ကွဲလွန်ခဲ့ရတာဖြစ်ပါတယ်ဒီအချိန်မှာယုံကြည်သူတချို့ကအယူတော်ကိုခိုးထုတ်ပြီးနယူးယောက်ကိုရောက်လာခဲ့တာပါ တကယ်အစ်စ်လားအလုံးကျန်ဖန်ကြီးတရလားဆိုတာကတော့ကံကံရှင်တတိမှပဲသိမှာဖြစ်ပါတယ်ဒါပေမဲ့ဒီရိုးတွေကတော့ဘုရားကျောင်းရဲ့ခန်းထားတဲ့အမှန်ကောင်းတဲ့မှာဝိယုံတော်ရင်ရွှေတယ်ဖိုတွေနဲ့တင်းတင်းတင်းရှိနေစေဖြစ်ကြောင်းဝင်ပြောင်းလိုက်ရင်းနဲ့ဒီဗီဒီယိုလေးကိုအဆုံးသတ်လိုက်ရပါတယ်ခင်ဗျာအဆုံးနေကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးထူးမဲ့တင်ရှိပါတယ်ခင်ဗျာ